င်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်ဒေါက်တာအရှင်နန္ဒမာလာဘီဝင်သာပါမောခချုပ်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သောသူတော်ကောင်းတို့ဤစိတ်နေသဘောထားဆိုတဲ့တရားစီကိုမျှဝေတင်ဆက်ပါမယ်ရှင် သူတော်ကောင်းတို့ဤစိတ်နေသဘောထားသူတော်ကောင်းဆိုတာ သူတော်ကောင်းဆိုတဲ့စကားလုံးကို ပါဠိဘာသာမှာတပ်ပုရိသလို့ခေါ်တယ်။တန်တော်ပုရိသောတပ်ပုရိသောဆိုတဲ့အတိုင်းငြိမ်သက်အေးချမ်းသောသူဟုအဓိပ္ပာယ်ရတယ်။မြန်မာလိုသူတော်ကောင်းဆိုတာတော်လဲတော်ကောင်းလဲကောင်းတယ်လို့ဆိုလိုတယ်။တော်တယ်ဆိုတာရည်ချင်းရှိတာကောင်းတယ်ဆိုတာစိတ်ထားကောင်းတာ ကိုကျင်တရားနဲ့အသိဉာဏ်ဆိုတဲ့ရေချင်းရှိတယ်။စိတ်နေစိတ်ထားလဲကောင်းတယ်ဆိုရင်ဒီလိုပုံကိုမျိုးကိုသူတော်ကောင်းတယ်။လူတယောက်ကို ချီးမွမ်းရင်တော်တယ်ဆိုတာပညာရေချင်းကိုပြောတာ။ကောင်းတယ်ဆိုတာအကျဉ်းစာလိုက်တာဘိုင်းကိုပြောတာ။လူတွေက လူတယောက်ကို လူတော်လို့ပြောတာ။သူ့ရဲ့အရေချင်းကိုရည်ညွှန်းပြီးပြောတာ။ လူကောင်းလို့ပြောတာကြတော့အချင်းစာရိတ္တပိုင်းကိုရည်ညွှန်းတာပညာလဲတော်တယ်ကိုကျင့်တရားလဲကောင်းတယ်ပေါ့သို့တော်လူတွေထဲမှာပညာတော်တယ်ကိုကျင့်တရားမကောင်းဘူးကိုကျင့်တရားကောင်းတယ်ပညာမတော်ဘူးဆိုသူတွေလည်းရှိနိုင်တယ်ကိုကျင့်တရားကောင်းတယ်ပညာမတော်ဘူးပညာတော်တယ်ကိုကျင့်တရားမကောင်းဘူးဆိုရင်တချမ်းပဲနေတယ်မပြေစုံဘူးအရေးချင်းနှစ်ရက် ဲ့ဒီတော့တော်ချင်းကောင်းချင်းဟာလူတဦးတယောက်အတွဲအခြေခံအားဖြင့်ရှိရမယ့်ရည်ချင်းဖြစ်တယ်ဒီနှစ်ခုအောင် ရောလို့မဖြစ်ဘူးသို့တော့မဖြစ်မနေတစ်ခုကိုသာရွေးရမယ်ဆိုရင် ကိုချင်းတရားကိုရွေးရမှာဖြစ်တယ်ကိုကျင့်တရားကောင်းမှုက ပိုပြီးအဓိကကြတယ်။တိလမေဝတုတ္တာတေယော ကိုကျင်းသီလကအကြအမြင်ပညာထက်ပိုပြီးချီးမွမ်းထိုက်တယ်လို့ဆိုတယ်။သို့သောကိုကျင့်တရားကောင်းတော်လဲအသိဉာဏ်နှဲပါသူဟာအများအကျိုးအတွက်လုံနိုင်စွဲမရှိဘူး။ပညာအရေးချင်းကတော်ပါရဲ့။ကိုကျင့်တရားကမကောင်းဘူးဆိုရင်တော့ဒီပုဂ္ဂိုလ်မျိုးကအန္တရာယ်များတဲ့ပုဂ္ဂိုလ်ဖြစ်တတ်တယ်။ အဲ့ဒါကြောင့်သီလနဲ့ပညာဆိုတဲ့ဒီအရေးသွေးနှမျိုးလုံးရှိရမယ်ဒီအရေးသွေးနှမျိုးလုံးရှိတယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့သူ ဖြစ်တာပေါ့ဒီအရေးသွေးနှစ်ခုထဲမှာမှတစ်ခုမှလျှော့ပြလို့မရဘူးသီလရှိမှပညာရှိနိုင်တယ်ပညာရှိမှသီလရှိနိုင်တယ်သီလပရိဒေါတာပညာပညာကို သီလနဲ့စေကြောရတယ် ပညာပရိဒေါတံသီလံသီလကိုပညာနဲ့စေကြောရတယ်။အေးသူတော်ကောင်းဆိုတာကိုကျင့်တရားလို့ခေါ်တဲ့သီလလည်းကောင်းတယ်။ပညာလည်းတော်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးပဲ။သို့သောအစင်းအမြင့်ဆုံးသူတော်ကောင်းဆိုတာကတော့ဖရာယဟန္တာသာဖြစ်တယ်။အခြေခံအားဖြင့်သီလနဲ့ပညာရှိသူကို သူတော်ကောင်းလို့ ပြောရတယ်။ ဒီနေရာမှာသီလဆိုတာသူစရိုက်တရား၁၀ပါးကိုကျင့်သုံးခြင်းပဲသူစရိုက်တရားကျင့်သုံးတဲ့သူကို လူကောင်းလို့ပြောရမယ်ကံကံဤအကျိုးကိုသိမြင်တဲ့ကမ္မတကထာတမာဒိဋ္ဌိ၎င်းတမာဒိဋ္ဌိတဲ့အစင်းမြင့်တဲ့ဝိပဿနာတမာဒိဋ္ဌိဆိုတဲ့အသိဉာဏ်မျိုးရှိရင်တော့လူတော်လို့ပြောရမယ့်အစင်းရောက်တယ်။ဒါအခြေခံစံအားဖြင့်ဒီလိုသတ်မှတ်တာ နတ်တွေပြောတယ်သူတော်ကောင်းသူတော်ကောင်းဆိုတဲ့အဓိပ္ပာယ်ကိုတောင်ရင်သာနတ်တွေကတမျိုးဖွင့်ဆိုသတ်မှတ်ကြသေးတယ်နတ်တွေကသတ်မှတ်တဲ့အည်သွေးတွေဟာမှတ်သားစရာကောင်းတယ်။တောင်ရင်သာနတ်တွေကသူတော်ကောင်းလို့ဘယ်ပုဂ္ဂိုလ်မျိုးကိုခေါ်တာလဲ။အည်သွေးခုနှစ်ရက်ကို သူတို့ကထုတ်ဖို့သတ်မှတ်ကြတယ်။အည်သွေးခုနှစ်ရက်ကို ပြဌာန်းပြောဆိုတာလဲနတ်တို့ရဲ့ခေါင်းဆောင် ။တရားမင်းကိုယ်တိုင်လူဘဝတုန်းကကျင့်သုံးခဲ့တဲ့ကျင့်ဝတ်တွေကိုရည်ညွှန်းတာပါ။တရားမင်းကြီးလူဘဝတုန်းကကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ကျင့်ဝတ်တရားတွေကိုကျင့်တဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့တာရင်းသာနဲ့တွေကသတ်မှတ်ကြတာ။အဲ့ဒါဘာတုံးဆိုရင်တလူဘဝကို ရောက်လာတဲ့အခါလူတွေရဲ့ပထမဆုံးကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ဘသူတုံးဆိုရင် အမေနဲ့အဖေပဲ မိဘနှစ်ပါးဟာကျေးဇူးရှိဆုံးပုဂ္ဂိုလ်တွေအဲ့ဒီကျေးဇူးရှိဆုံးပုဂ္ဂိုလ်တွေကိုကျေးဇူးဆက်တက်လို့ရှိရင်ဒါသူတော်ကောင်းပဲမာတာပိဋိဘရောအသက်ထဆုံးမိဘနှစ်ပါးကိုလေးလေးစားစားနဲ့ပြုစုဆောင်လျှောက်တတ်တဲ့သားသမီးကို သူတော်ကောင်းလို့တာရင်သာနတ်တွေကသတ်မှတ်တယ်နံပါတ်2ကုလေဇိထာပစာရီ ဆွေတဲ့မျိုးတဲ့မှာအမေဘက်ကတော်တဲ့အမျိုးတွေအဖေဘက်ကတော်တဲ့အမျိုးတွေရှိတယ်ကို့မိသားစုထဲမှာကို့ထက်အသက်ကြီးတဲ့အကိုတွေ အမတွေဆိုတာရှိတယ်အဲ့ဒီကို့အမျိုးတွေကရိုသေလေးစားထိုက်တဲ့ပုံကိုယ်တွေကိုလေးစားတာလဲသူတော်ကောင်းပဲအဲ့ဒီမှာအပြန်အားဖြင့်ပြောမယ်ဆိုရင် အမေဖေကို မပြည့်စုံဘူးဆိုရင်သူယုံမှာ ဝတ္တလတုတ်တံမှာဒီလိုပဲဟောထားတယ်သူတော်ကောင်းရဲ့စမ်းကျင်ဘက်ကသူယုံမှ အမေဖေပြုစုမယ်ဆိုရင် သူတော်ကောင်းဆွေတဲ့မျိုးတွေကကြီးတဲ့ပုဂ္ဂိုလ်ကိုရိုသေလေးစားတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာလည်းသူတော်ကောင်းပဲတယ်နံပါတ်3စကားပြောတဲ့အခါမှာရင်ရင်ကြီးကြီးတိမ်တိမ်မွေးမွေးပြောတဲ့ပုဂ္ဂိုလ်ဟာလည်းသူတော်ကောင်းမယ်။နူးညံ့တိမ်မွေးတဲ့စကားပြောရမယ်တဲ့ ကျမ်းတန်းတဲ့စကားမျိုးကိုဖရုဒဝါစာလို့ခေါ်တယ်။ဖရုဒဝါစာလို့ပြောရင်မိစ္ဆာဝါဒဖြစ်တယ်။ဒါကြောင့်မို့ကျမ်းတန်းတဲ့စကားမျိုးမပြောရဘူးတယ်။ဘလို့စကားမျိုးပြောရတုံးဆိုလို့ရှိရင်ယာတာဝါစာနေလာကိုပြောလိုက်တဲ့စကားတစ်ခုဟာအပြစ်ကင်းရမယ်။ကန္ဓဒုက္ခကြားလိုက်ရတဲ့ပုဂ္ဂိုလ်ရဲ့နာမှာချမ်းသာရမယ်။ နားချမ်းသာတယ်ဆိုတာတင်စားပြီးတော့ပြောတာစိတ်ချမ်းသာမှုကိုဖြစ်စေတယ်ပေမနီယာဒီစကားကို လူတိုင်းကနှိမ့်မြို့ကြတယ်ဟာရယင်ကမစိတ်နှလုံးထဲမှာရောက်သွားတယ်ဘ ഹു ဇနကန္တာ လူအများကကြိုက်တယ်အော်ရီတကယ်ယဉ်ကျေးတဲ့မြို့သူမြို့သားတွေတုံးတဲ့စကလုံးဖြစ်တယ် ရင်ရင်ကြေးကြေးတိမ်တိမ်မွေ့မွေ့နဲ့နားထောင်ရတဲ့သူ နားချမ်းသာလို့စိတ်ထဲနှလုံးထဲမှာစိတ်ဝင်သွားတဲ့စကားမျိုးတည်းဒါကချွဲချွဲပြပြပြောတာမျိုးမဟုတ်ဘူးသူပြောတဲ့စကားကတံမိုးရှိလိုက်တာတစ်ဖက်သားစိတ်ချမ်းသာစရာဖြစ်တယ်ကြားလိုက်ရတဲ့စကားကလည်းတံမိုးရှိတယ်အနှစ်သာရရှိတယ်ဒီစကားမျိုးကို ဆိုလိုတာ အဲ့ဒီစကားမျိုးကို ပြောလို့ရှိရင်ဖုဒဝါစာကင်းတဲ့အတွက်တန်နှတိမ်မွေးတယ်တခိလံပြ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 ရှိတယ်အဲ့ဒီလိုပုံကိုမျိုးကိုလည်းတာရင်သာနဲ့တွေက သူတော်ကောင်းလို့တတ်မှတ်တယ်နံပါတ်၄အရက်ထဲမှာနေလို့ရှိရင်အချို့ပုံကိုတွေကတယောက်နဲ့တယောက်တအိမ်နဲ့တအိမ်မိသားစုတအူးနဲ့တအူးမတည့်အောင် အတင်းဖြင်းပြောတတ်တဲ့အလေးထားရှိတယ်ဆိုတာအားလုံးသိတယ်လူနေရောက်စုံမိရင်နောက်တစ်ယောက်ချောင်းကိုပြောမိတတ်ကြတယ်ပြောတယ်ဆိုတာအကောင်းပြောတာထက် အဆိုးပြောတာကပိုများတယ်ဒါလူတဘာဝကိုပြောတာအတင်းဖြင်းပြောတယ်ခေါ်တာပေါ့သူတို့နှစ်ယောက်ကကြံတဲ့သူတွေရဲ့အတွင်းတွေပြောကြတယ်တယောက်ကသွားစရာရှိလို့ထသွားပြီးဆိုရင် ကြံရတဲ့သူတယောက်ကဘာလို့တုံးဆိုရင်မင်းငေါ်လိုက်တယ်။သူလည်းအတူတူပါပဲတဲ့။အဲ့ဒီတော့လူတွေရဲ့အကျင့်ဟောင်းအတင်းဖြင်းပြောတာမျိုးဂုံးတိုက်တာမျိုးတယောက်နဲ့တယောက်မတည့်အောင်လှုပ်ချင်တဲ့စိတ်ဓာတ်မျိုးတွေရှိကြတယ်။အဲ့ဒီလိုစိတ်ဓာတ်မျိုးကင်းတဲ့ဆိုမှသူတော်ကအေးအစင်မပြေလို့တယောက်နဲ့တယောက်ထင်မြင်နေလွဲပြီးမတည့်ဘူးဆိုရင်ဘိန်းနာနဲ့တန်တာတာ စိတ်ဝမ်းကွဲနေတဲ့သူတွေကိုဆေးဆက်ပေးတယ်။ညီညွတ်အောင်လှုပ်ပေးတယ်။တဟိတာနံအနုပ္ပအနုပ္ပဓာတာခင်ခင်မင်မင်ရှိနေတဲ့ပုဂ္ဂိုလ်တွေပို့ပြီးထင်မင်ရင်းနှီးအောင်လှုပ်ပေးတယ်။တမကကရဏိန်ဝါစံဘာတိတာညီညွတ်စေတဲ့စကလုံးနဲ့တဦးနဲ့တဦးညီညွတ်အောင်သာပြောပေးတယ်။ကွဲမဲ့ပြဲမဲ့စကားမျိုးတယောက်နဲ့တယောက်အထွင်လွဲမဲ့စကားမျိုးဘယ်တော့မှမပြောဘူး တရားမင်းကြီးကိုယ်တိုင်လူဘဝလူလောကမှာနေတုန်းကဒီကျင့်ဝတ်တရားတွေကို တလေးတစားလိုင်းနာကျင့်သုံးခဲ့တယ်။အရက်ထဲမှာဆိုလို့ရှိရင်အတင်းဖြင်းပြောပြီးတယောက်နဲ့တယောက်မတည့်အောင်လုပ်တဲ့ပုံကူမျိုးရှိရင်ညီညွတ်ရေးပြက်ပြားတာပေါ့။အဖွဲ့အစည်းတစ်ခုမှလည်းဒီလိုပုံကူပါရင်ညီညွတ်ရေးပြက်ပြားတာပေါ့။ ညီညွတ်မှုပျက်စီးသွားတာဟာမေတ္တာပျက်ပျက်စီးသွားတာပါပဲရှင်တဲ့နှလုံးထဲကမေတ္တာတွေခန်းချောက်သွားတယ်မေတ္တာခန်းချောက်သွားတော့တယောက်နဲ့တယောက် အကောင်းမမြင်တော့ဘူးလေအဲ့ဒါမျိုးမဖြစ်ရအောင်ညီညွတ်တဲ့စိတ်တက်ကို ဖြစ်ပေါ်စေရမယ်ညီညွတ်အောင်လုပ်သူဟာ သူတော်ကောင်းပဲတဲ့နံပါတ်5မစ္စရိယတရားကိုဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်း မင်းစရိယဆိုတာကိုရထားတဲ့အခွင့်အရေးတစ်ခုကို သူများကိုမရစေချင်တာတာမန်အဖြစ်ပြောနေကြတာမင်းစရိယဆိုတာနှမျောတယ်လို့ပဲပြောကြတာနှမျောတယ်ဆိုတဲ့အထိပယ်ကကိုပစ္စည်းကိုမှလူရဲလို့နှမျောတယ်ဆိုတဲ့အထိပယ်မျိုးထင်ရတာမစ္စရိယဆိုတာကိုရထားတဲ့အခွင့်အရေးကို သူများကိုမရစေချင်တာ ကိုအောင်မြင်ကြီးပွားသလိုသူများကို မကြီးပွားစေချင်တာဒါမျိုးကိုမစ္စရိယလို့ခေါ်တယ်ဥပမာလူတယောက်ရဲ့ဂုံကျေးစုကိုချီးမွမ်းတဲ့အခါမှာအမှန်ကို အမှန်တိုင်းမချီးမွမ်းဘူးထိန်ချမ်းခြင်းထိန်ချမ်းထားတယ်ဒါလည်းမစ္စရိယပဲမစ္စရိယ၅မျိုးရှိတယ်အာဝါဒမစ္စရိယအဆောက်အအုံနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးဝင်တိုတာ ကုလာမစ္စရိယအပေါင်းအသင်းနဲ့ပတ်သက်ပြီးဝင်တူတာလာဘမစ္စရိယကိုရတဲ့လက်လာဘနဲ့ပတ်သက်ပြီး ဝင်တူတာဝနာမစ္စရိယခုံကျေးစုတို့ချီးမွမ်းခံရတဲ့ဇကားတို့နဲ့ပတ်သက်ပြီးဝင်တူတာဓမ္မစရိယဓမ္မမစ္စရိယဓမ္မတရားနဲ့ပတ်သက်ပြီးဝင်တူတာထိုဝင်တူမှုမစ္စရိယတရား၅မျိုးရှိပါတယ် အဲ့ဒီအထဲကဓမ္မမစ္စရိယဟာအစိုးဆုံးပဲတယ်ကိုတိတဲ့တရားဓမ္မနဲ့ပတ်သက်လို့ဝင်တိုပြီးသူများကို မပြောဘူးကိုတိတဲ့တရားသူများသိသွားရင် ကိုနဲ့ဒန်းသူဖြစ်သွားမှာဆိုပြီးဝင်တိုတာကြံကြံဖန်ဖန်ဝင်တိုတာနော်အဲ့ဒါမျိုးကိုဓမ္မမစ္စရိယလို့ခေါ်တယ်အချင်းအားဖြင့်တော့ကိုကြီးပွားသလိုမကြီးပွားစေချင်တော့မစ္စရိယပဲ အဲ့ဒီမစ္စရိယတရားဟာဘာနဲ့ရှင်တွဲလာလဲဆိုတော့ဒေါသနဲ့ရှင်တွဲလာတာလောဘနဲ့မတွဲဘူးနှမျောတယ်ဆိုလို့လောဘနဲ့တွဲတယ်လို့ထင်ကြတာမဟုတ်ဘူးမစ္စရိယကဒေါသနဲ့တွဲတာမစ္စရိယရဲ့သဘောတရားကိုစဉ်းစားကြည့်အားလုံးတွေ့ဘူးကြပါလိမ့်မယ်။ကြောင်ကလေးတွေခွေးကလေးတွေမှာထင်ရှားတယ် ကြောင်ကလေးတွေသူတို့ပါဆက်ထဲမှာကြွက်ကလေးတကောင်ရလာလို့ရှိရင်မန်ဖီနေတာကို တွေ့ရလိမ့်မယ်။ဘာအတွက်မန်ဖီတာတုံးဆိုရင်သူရထားတဲ့အစာကို လာပြီးမထီနဲ့ဆိုတဲ့အတိပယ်ပဲ။ဘေးကအကောင်တွေကို ရန်လုတ်တဲ့တလေးဆိုင်ရုံရောက်ဘူးလို့ကြားတယ်ခြင်သေးတွေအစာကျွေးတဲ့အချိန်ကို တွေ့ဘူးကြားပါလိမ့်မယ်။အစာရေစာဝဝလင်လင်ကြီးသူတို့စားကြရတာမဟုတ်ဘူး ညနေအစာကျွေးတဲ့အချိန်သွားကြည့်ပါ အစာကျွေးတဲ့သူလာကနီးဆိုရင်ကြားတွေခြင်သွေးတွေဟာ ရောက်ရက်ခတ်နေတာအေးအစာကျွေးတဲ့သူက အသားတစ်ပေါင်လောက်အထဲကို ပြစ်ထည့်လိုက်တာနဲ့တပြိုင်နက်ကြားတွေခြင်သွေးတွေဘာလို့တုံးဆိုအဲ့ဒီအသားကိုကိုက်ပြီးတော့ရန်လိုက်လောက်တာပါပဲမန်းဖီပြီးတော့နေတယ်ဒါဘာလို့ဆိုရင်မစ္စရိယရဲ့သဘောဖြစ်တယ် သူရထားတဲ့အစာကိုသိမ့်ပိုက်ထားပြီးရင်အဲ့ဒီအစာကိုမထီးနဲ့လို့ပြောတာဒေါသနဲ့မန်ဖီတာမစ္စရိယဖြစ်လာရင်ဒေါသဖြစ်လာတာပဲစမ်းကြည့်ပေါ့ခွေးကလေးနှစ်ကောင်တစ်ကောင်နဲ့တစ်ကောင်ကစားနေတဲ့ကြားထဲမှာအမဲသားတုံးတစ်တုံးသာပြစ်ချကြည့်လိုက်ကြိုက်မှာတေးကြတယ်နော်အစာအတွက်ရတဲ့အကောင်ကလည်းလာမထီးနဲ့ဟိုဘက်ကအကောင်ကလည်းလူမယ် အဲ့ဒီတော့မစ္စရိယရဲ့သဘောတရားက ကိုရထားတဲ့အခွင့်အရေးတစ်ခုကို သူများနဲ့ရှယ်ယာမလုပ်နိုင်ဘူးအဲ့ဒီမစ္စရိယတရားသည် လူ့ society အသင်းအဖွဲ့တစ်ခုမှအန်ဒီယယ်ပြုပြီးစီလုံးရေးကို ပြက်ပြားစေသောတရားဖြစ်သောကြောင့်အဲ့ဒီမစ္စရိယတရားကိုဖယ်ရှားရမယ်တဲ့အဲ့ဒီမစ္စရိယတရားဖယ်ရှားနိုင်လို့ရှိရင် ဘာတရားထုံးကားတော့ဆိုတော့စာကားစွန့်ကြဲမှုစွန့်လွတ်မှုတဲ့ကိုရတဲ့ခွင့်ရတခုကိုအားလုံးနဲ့ share လုပ်ပြီးတော့မြတ်မြတ်တတလူလောကမှာအသုံးပြုတတ်တယ်စာကားသည်မွန်မြတ်တဲ့တရားတခုဒါကြောင့်မို့လို့တာရင်းသာနဲ့တွေကမစ္စရိယဆိုတဲ့အညစ်အကြေးကိုဖယ်ရှားပြစ်နိုင်ပြီးမစ္စရိယကင်းတဲ့ပုဂ္ဂိုလ်ဆိုရင် သူတော်ကောင်းလို့သတ်မှတ်ကြရတယ် လောကလူတွေက စကားပြောလို့ရှိရင် အမှန်တရားကိုတိတိကျကျပြောဖို့ရာ ဝင်လေးနေသလိုဖြစ်တယ်။ဒါကြောင့်မို့ပြောကြတယ်လေ။မူသားမပါ လင်္ကာမချောတဲ့ချောအောင်အပိုလေးအစ်စ်လေးမဟုတ်တာလေးတွေဖြည့်ဆွက်ပြီးပြောတတ်ကြတယ်။အဲ့ဒီလိုမမှန်မကန်တာလေးလုံးဝမထည့်ပဲတကယ်အမှန်ကိုသာလင်းအဖြစ်မှန်ကိုသာလင်းမှန်တဲ့အတိုင်းပြောလို့ရှိရင်တစ္ဆာလို့ခေါ်တယ်။ နံပါတ်6အဲ့ဒီအဲ့ဒီမှန်တဲ့သစ္စာစကားဟာ အလွန်တန်ဖိုးရှိပြီးအလွန်တကိုးကြီးတယ်ဝစီသစ္စာလို့ခေါ်တဲ့မှန်တဲ့စကားကိုအသုံးချပြီးတော့ကိုလိုချင်တာတခုပြောမယ်ဆိုလို့ရှိရင်ဒီသစ္စာရဲ့အစွမ်းတတ္တိတွေရှိတယ်လို့ဆိုတယ်အဲ့ဒီလိုမှန်မှန်ကန်ကန်မှန်တဲ့စကားကိုသာပြောရတဲ့ပုဂ္ဂိုလ်ဟာလည်းသူတော်ကောင်းပဲတယ်နံပါတ်9 အမြတ်ဒေါသကိုထိမ့်သိမ့်ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းပဲလောကမှာစိတ်ဆိုးလို့ပြဒနာတက်တာအများကြီးပဲလေမိသားစုထဲမှာအိမ်တော်စု ပြိုကွဲသွားတာတို့သားသမီးမိဘမိသားစုအချင်းချင်းပြိုကွဲသွားတာတို့တော်တော်များများဟာဒေါသကြောင့်ဖြစ်တာဒေါသကလောကကိုဒုက္ခပေးနေတယ်ဒါသေးကြတယ်ကံကြီးတွေထိုက်အောင်လှုပ်တာကြည့်လေ ဒေါသကြောင့်ဖြစ်တာပဲမာတုဃာတက အမိတတ်တဲ့ကံပိတုဃာတက အဖတတ်တဲ့ကံအရဟန္တာဃာတကယဟန္တာတတ်တဲ့ကံလောဟိတုပ္ပတကဖယသွေးစည်းတယောင်လှုပ်တဲ့ကံဓာရီဟာဒေါသအခြေခံပြီးတော့ဖြစ်တာအဲ့ဒီဒေါသကို မထိန်းနိုင်ဘူးမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်လောကကြီးမှာပြဿနာတွေအများကြီးတက်တယ် ဒါကြောင့်ကိုဒေါသကို ကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်ဟာလူကောင်းလူတော်တယောက်ပါပဲဒေါသကို ထိန်းချုပ်နိုင်သူယဟန်တော်တွင်တစ်ပေမခုတ်ရဆိုတဲ့ပညာချက်နဲ့ပတ်သက်ပြီးတော့ယုတ်ကဆိုးနဲ့တူရဲ့ဒေါသထိန်းနိုင်ပုံကိုမြတ်စွာဘုရားက ဟောထားတာရှိတယ် အေးမြင်းရထားမောင်းတဲ့ပုပ်ကိုဟာ မြင်းရဆက်ကိုနိုင်အောင်ထိန်းနိုင်ပေမယ်တကယ်ရထားထိန်းလို့မခေါ်နိုင်ဘူးတဲ့ကိုတော်သားကို ထိန်းနိုင်တဲ့ပုပ်ကိုမှတကယ်ရထားထိန်းလို့ခေါ်နိုင်တယ်လို့မြတ်စွာဘုရားက ဟောထားတာရှိတယ်ယဟန်တော်တပါးကကြောင်းစောက်ဖို့အတွက် ကြီးမားတဲ့သစ်ပင်ကြီးတပင်ကိုလှဲတယ်။လှဲတဲ့အခါမှာအဲ့ဒီသစ်ပင်ရဲ့ဘုံဘိမ့်မှန်မှာရှိနေတဲ့ရုပ်ကဆိုးနဲ့က အရှင်ဖေရကိုအတွက်အဆောက်အုံလှုပ်ချင်တာနဲ့တပည့်တော်ရဲ့အဆောက်အုံကို မဖျက်ဆီးပါနဲ့လို့ပြောတယ်။ဟိုကိုယ်တော်ကနားမထောင်ဘူး။အဲ့ဒီတော့ရုတ်ခစိုးကဘာလုပ်တုံးဆိုလို့ရှိရင်ခုံမိနေရာကို သူ့ရဲ့သားငယ်လေးရှေးကထားလိုက်တယ်။ဒီကိုယ်တော်ခုံမမဟုတ်ဘူးဆိုပြီးခုံမိနေရာကိုသူ့သားလေးကိုထားလိုက်တယ်။ ဖိုကိုတော်ကလည်းအားနဲ့ခုံချလိုက်တဲ့အချိန်မှာမထိန်နိုင်တော့ပဲရုတ်ခစိုးသားလေးရဲ့လက်မောင်းကို ခုံမိသွားလို့အရင်ကနေပြတ်သွားတယ်။ကဲစဉ်းစားကြည့်ကိုယ်တိုင်ကြုံရင်မခုတ်ပါနဲ့လဲပြောတယ်။ခလေးငယ်မြင်ရဲ့သားနဲ့ခုံလိုက်တယ်ဆိုတော့ဘလောက်စိတ်ဆိုးလိုက်မလဲ။သောသောအဲ့ဒီနှစ်ကသူ့ရဲ့တကောပါဝါနဲ့အဲ့ဒီယဟန်ကို နေရာမှာပဲတက်လိုက်တော့မလို့ စိတ်ဖြစ်လိုက်တဲ့အချိန်မှာဒေါသကို ပြန်ပြီးထိန်းလိုက်တယ်ဘလို့ထိန်းလိုက်လဲဆိုတော့အော်ဒီကိုယ်တော်မှာဆရာသမားဖះရှိတယ်ငါတက်လိုက်လို့ရှိရင်ငါမှအာကုသူတွေဖြစ်မယ်သူ့ရဲ့ဆရာသမားထံ သွားပြီးတိုင်မယ်ဆိုပြီးမြတ်စွာဘုရားထံသွားပြီးရှောက်တယ်လျှောက်လိုက်တဲ့အခါမှာမြတ်စွာဘုရားက ခုနကစကားကိုဟောတယ် အေးကိုထောသားကို ကိုထိန်နိုင်တဲ့သူဟာတကယ်ယထာထိန်အစ်စ်ဖဲတယ်အချိန်နဲ့ထွက်လာတဲ့ထောသားကို သူထိန်လိုက်တယ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုပြီးမြတ်စွာဘုရားကချီးမွမ်းတယ်ဒီယဟန်ကတီလာရှိတဲ့ယဟန်တယ်မင်းသွားတတ်လို့မီလို့ရှိရင်မင်းအကုသိုလ်တွေဖြစ်ပြီးငရဲကြားရလိမ့်မယ် ကိုတော်တော်ကိုထိန်းတာတိတ်ကောင်းတာပဲလို့မြတ်စွာဘုရားကတရားဟောပြီးဈေးတွင်ចောင်းထဲမှာမကြခင်ကပဲပိုင်ရှင်နဲ့ကစုတည်သွားလို့ပိုင်ဆိုင်သူ မရှိသေးတဲ့ဘုံမိမ့်မှန်တစ်ခုကိုညွှန်ပြီးတော့သူ့ကိုအဲ့ဒီနေရာချထားပေးတယ်ဒေါ်တော်ကို ထိန်းတဲ့သူဟာ သူတော်ကောင်းပဲတယ်တရားကျင့်နေဆိုတာဒီလိုလက်တွေ့ကျင့်တာကို ပြောတာနော်ဒါတောင်ရင်သာနဲ့တွေက သူတော်ကောင်းလို့တတ်မှတ်တွေဆံတွေကို ထုတ်ပြောတာကိုကျင့်တရားကိုတန်ဖိုးထားတာအေးကောင်းပြီဒီလိုသူတော်ကောင်းတွေမှာရှိတဲ့သူတော်ကောင်းတွေရဲ့စိတ်နေသဘောထားဆိုတာ ကိုကျင့်တရားကိုတန်ဖိုးထားခြင်းဖြစ်တယ်။ကိုကျင့်တရားကိုမစွန့်လွတ်ဘူး။ဘာအကြောင်းနဲ့မှမစွန့်လွတ်ဘူး။အသက်ကိုစွန့်ခြင်းစွန့်ရပါစေ။ကိုကျင့်တရားကို မပြတ်ပြားစေတာသူတော်ကောင်းတွေရဲ့စိတ်နေသဘောထားပဲ။စာပေမှာဆိုတာကပါဏစသံတိသံတော်နာပိဓမ္မံတေသံတော်သူတော်ကောင်းတွေဟာပါဏကိုအသက်ကိုစသံတိစွန့်ကြတယ်။ ဓမ္မဓမ္မကိုတော့နဆစံတိမစွန့်ကြဘူးဒါသူတော်ကောင်းတို့ရဲ့စိတ်နေသဘောထားကိုကျင့်တရားကိုဘာနဲ့မှမလဲဘူးကိုကျင့်ရမယ့်တရားကို လွယ်လွယ်ကူကူနဲ့မစွန့်လွတ်ဘူးဒါဖြင့်ဒါလွယ်တဲ့ကိစ္စလားဆိုတော့မလွယ်ဘူးအများလူတွေတဲကလွယ်လွယ်ကူကူနဲ့ကိုကျင့်တရားကိုစွန့်ကြတယ်ဆိုပါတော့ဥပုံဆောင်မှုသီလဆောက်တည်ထားတာ ထမင်းစားတယ်မနေနိုင်တော့ဘူးဥပုပ်ချပြီးတော့စားတယ်အစာနဲ့ဥပုပ်လဲလိုက်တာလီ နေမကောင်းဘူးဒါကို အကြောင်းပြုပြီးကိုကျင့်တရားကိုဆုံးလွှတ်လိုက်တယ်ဒါဟာကိုကျင့်တရားနဲ့လဲတာပဲတန်မိုးရှိတဲ့အရာနဲ့တန်မိုးမရှိတဲ့အရာလဲလေးရှိတယ်ဒါတာမန်ပုဂ္ဂိုလ်တွေကအဲ့ဒီလိုလဲလိုက်တာ နှစ်ခုရွေးစရာပေါ်လာပြီးဆိုလို့ရှိရင် ကိုကျင့်တရားကိုဆွန့်လွှတ်လိုက်ပြီးကြံနာကို ရွေးလိုက်ကြတယ်။နောင်ခါလာ နောင်ခါစေဆိုပြီးဆွန့်ကြတယ်။အတ္တဟေတုကိုအတွက်နဲ့လဲကိုကျင့်တရားကိုဆွန့်လွှတ်ကြတယ်။ပရဟေတုသူများအတွက်နဲ့လဲကိုကျင့်တရားကိုဆွန့်လွှတ်ကြတယ်။အမိတာကိစ္စခဟေတုလက်လာပအနှဲငယ်အတွက်နဲ့လဲကိုကျင့်တရားကိုဆွန့်လွှတ်ကြတယ် ဒါအများစုကတံမိုးထားပုံချင်းမတူတဲ့အချက်ပဲသူတော်ကောင်းတွေကြတော့အဲ့ဒီလိုမဟုတ်ဘူးကိုချင်းတရားကို အသက်ထက်တံမိုးထားတယ်ဘလို့ကိစ္စနဲ့မှ ကိုချင်းတရားကိုစွန့်လွတ်မှ မဟုတ်ဘူးတဲ့ အတ္တတာအသေးခံမယ်အရင်တုန်းကမြမပြီမစာရေးဆရာကြီးတယောက်ရေးဘူးတယ်တောတာဘန်ဟာကြားနဲ့ရင်ဆိုင်တွေ့လာရင် သူ့မှာလဲလက်နက်ပါလာရင် သူ့အသက်ကို ကာဝယ်တဲ့အနေနဲ့ကြားကိုတတ်မှာပဲလို့ရေးထားတယ် ဒါသောတာပန်ရဲ့သဘောထားမဟုတ်ဘူးသူ့သဘောထားသောတာပန်ပုဂ္ဂိုလ်ကတော့အဲ့ဒီလိုသဘောထားမရှိဘူးကိုယ်အသက်အတွက်နဲ့သူများအသက်ကိုတတ်တာမျိုးဘယ်တော့မှမလုပ်ဘူးတည်ခြင်းတည်ရင် ကိုယ်ပဲအသေးခံမယ်သူများအသက်ကို မတတ်ဘူးတာမန်ပုဂ္ဂိုလ်ကြတော့သောတာပန်လိုသဘောထားမရှိဘူးဇစစေဒနံ အင်္ဂဝရတဟေတုခြေလက်အင်္ဂါကိုခြေကိုလက်တစုံတစ်ခုထိခိုက်မှဆိုရင် ဥပမာခြေဖြက်ခံလိုက်ရမယ်လက်ဖြက်ခံရမယ်အင်္ဂါခြေလက်ပျက်စီးသွားမှကို ကာကွယ်ဖို့အတွက်ပျက်စီးဥစ္စာကိုစွန့်ရတယ်ပျက်စီးဥစ္စာရဲ့အကာအကွယ်လောက်ကြတယ်တစ်ခုခုတော့စွန့်ရမယ်ဆိုပါစို့ခြေလက်တွေမျက်စီတွေအပြတ်မခံနိုင်ဘူး ပတ်စံပဲပေးလိုက်မယ်ကိုအင်္ဂါအတွက်နဲ့ပစ္စည်းဥစ္စာကိုစွန့်နေအင်္ဂံဆဆေဇီဝိတံယခမနော တဖန်အသက်နဲ့ကိုအင်္ဂံဒီနှစ်ခုဆိုရင် အသက်ရှင်ရင်တော်ပြီးကိုအင်္ဂါကိုစွန့်နေအသက်မသေးရင်ပြီးရောဆိုပြီးခြေတော်လဲဖြဲ့ရတယ်လက်လဲဖြဲ့ရတယ်ခြေတော်ဖြတ်လို့အသက်ရှင်မယ်ဆိုရင် ဖြတ်ရတယ်လက်ဖြတ်လို့အသက်ရှင်မယ်ဆိုဖြတ်ရတယ် ။ဘာကြောင့်လဲဆိုရင်အသက်ကိုတန်ဖိုးထားလို့ကိုယ်ခြေလက် ချိုရင်းသွားပါစေအသက်မသေးရင်ပြီးရောဆိုပြီးလူလောကမှာဒီလိုလုံးလေးရှိကြတယ်။တရားနဲ့ပတ်သက်လာတဲ့အခါကျတော့အင်္ဂန္တနံဇီဝိတင်စာပိတပ်ပံစစေနရောဓမ္မမနုဿာရန်တော်ပစ္စည်းဥစ္စာလဲကုန်ပါစေ ကိုအင်္ဂါတွေလဲပျက်စီးခြင်းပျက်စီးပါစေ အသက်ပါတေးခြင်းသေပါစေတဲ့တရားကိုတော့အပြတ်မခံနိုင်ဘူးသူတော်ကောင်းရဲ့စိတ်ဓာတ်ဟာအဲ့ဒါပဲကိုကြည့်တရားကိုတော့စွန့်လွတ်မှမဟုတ်ဘူးဇတ်တော်ကြီးဆယ်ပွဲတဲကဗုရိတ္ထဆိုတဲ့နဂါမင်းကြီးဇလန်းကိုဖတ်ဘူးတဲ့သူတွေက တွေးလိုက်မယ်ဥပုပ်သီလစောက်တည်တဲ့အခါမှာအဓိဋ္ဌာန်ထားတယ်လူပြည်လူလောက လာပြီးတောင်ဘုပေါ်မှာခွေပြီးတော့သီလစောက်တည်တယ် သူများအသက်သက်တာမလုပ်ဘူးသူများဥစ္စာခိုးတာမလုပ်ဘူးဆိုတာမျိုးပေါ့အဋိဌံလိုက်တယ်ဘယ်နည်းနဲ့မှသူများအသက်ကို မတက်ဘူးငါအသက်ကိုလာတက်ချင်းတက်ပါစီငါကိုကျင့်တရားတော့မပြည့်စေရဘူးဒီလိုမျိုးအဋိဌံပြီးတော့မှအသက်ဆုံးပြီးဥပုသ်ဆောင်တာဒါသီလပရမတ္ထပါရမီလို့ခေါ်တယ်အလံပဲစီရတမားနဲ့တွေးတဲ့အခါဖျားလောင်း ပုရိဒတ်ထနဂါမင်းကိုအလဲမဲပြဖို့အတွက်မန္တရွတ်ဆေးပြန်ပြီးတော့အာပြော့အောင် ရိုင်းနှက်ဖန်းစီခေါ်ဆောင်သွားတယ်။အဲ့ဒီအခါမှာတီလဆောင်ထားတဲ့အတွက်ကြောင့်မျက်စိကိုစုံမိတ်ထားတယ်။စိတ်ဆိုးပြီးကြီးလိုက်ရင်နဂါတွေရဲ့တကိုးကြောင့်တစ်ဖက်သားကဖွဲပြားကျသွားမယ်။အဲ့ဒီလိုကိုယ်အသက်ကိုစွန့်ပြီးကိုကျင့်တရားကိုတန်ဖိုးထားတာဟာသူတော်ကောင်းတို့ရဲ့စိတ်နေသဘောထားပဲ။ ဒီလိုသူတော်ကောင်းတွေရဲ့စိတ်နေသဘောထားနဲ့ကြံတဲ့သူတွေရဲ့စိတ်နေသဘောထားဟာအများကြီးกว่าတယ်။များသောအားဖြင့်လူတွေကငါထိမခံဘူး၊ငါပတ်စံထိမခံဘူး၊ငါသားသမီးထိမခံဘူးဆိုတဲ့သူက များတယ်လေ။အဲကိုချင်းတရားထိရင်မခံဘူးဆိုတဲ့သူကအင်မတန်ရှားတယ်။တရားတစ်ပါးနဲ့ပတ်သက်လာလို့ရှိရင်ကိုချင်းတရားကို လွယ်လွယ်ကူကူစွန့်လွှတ်ကြတယ်။ သူတော်ကောင်းတွေကြတော့အဲ့ဒီလို မဟုတ်ဘူးကိုကျင့်တရားကိုတန်ဖိုးထားပြီးအသက်ထက်မြင်လို့တယ်ထိမ့်သိမ်းစောင့်ရှောက်တယ်ဒါသူတော်ကောင်းတွေရဲ့စိတ်တဲ့သူတော်ကောင်းတွေရဲ့အတွေးနဲ့ကြံတဲ့သူတွေရဲ့အတွေးဟာအများကြီးกว่าတယ်နောက်တစ်ပိုင်းမှာဆက်လက်ပူဇော်ပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်